ဆီယမဒီနေ့မှာအသက်40ကျော်မျိုးသားတွေအတွက်ဆီယမပြောပြပေးမှာပဲဖြစ်ပါတယ်အသက်40ကျော်လာပြီဆိုရင်အိမ်တော်ကြီးဒုက္ခပြည့်စုံမှုအတွက်အရန်အရန်ကိုမှခက်ခဲသွားပြီးတချို့တွေကအသက်40ကျော်မှအချစ်ကစားတာဒါပေမဲ့သူများတွေအချစ်စားနေလို့ရှိသေးတယ်ကိုယ့်အတွက်ကအရန်ကိုခက်ခဲနေတယ်ဆက်ဆခြင်းမှာတော့မတအားကိုမြန်ဆန်လို့နဲ့စိတ်လှုပ်ရှားမှုကြောင့်လား ကိုယ့်ရဲ့ဒီခန္ဓာကိုယ်ရဲ့ဟော်မုန်းတွေအားနေခြင်းကြောင့်လားကိုယ့်ကိုယ်ပေါ့နော်အေယုံကြည်မှုတွေညှော့နေနေတယ်နော်အဲ့တော့သူများတွေကဒီ40ကျော်မှအချစ်ကစတာကိုကကြတော့မဆက်ရသေးဘူးအယမ်းမြန်ဆွမ်းစားပြီးစီးသွားတယ်ပြီးသွားရင်ဆရာမတို့မတ်နိုင်တဲ့ဆွမ်းအားတွေနည်းနေနေတယ်နော်ပြီးသွားလို့ရှိရင်တအားကိုမှမြန်နေတယ်ဆိုလို့ရှိရင်နော် ကိုကအရှင်းအရှင်တုန်းကအရက်ပီယာဆက်လက်ဒါမျိုးတွေအလွန်ကျွံသုံးဆွဲခဲ့လားဒါမှမဟုတ်ရင်ကိုကယောဂအခန်းရှိတဲ့သူတယောက်လားဟုတ်ပြီဆမပြောတဲ့အချက်တွေတခုမှမရှိခဲ့ဘူးဒါမဲ့ကျွန်တော်ရဲ့ဒီပေါ့နော်ကျွန်တော်တို့ဒီပုံမှန်ကိုမှကျွန်တော်ကတအားကိုညံနေပြီးသွားလို့ရှိရင်မက်နိုင်နေစွမ်းအားကနေတယ်เนาะဒီလိုကိုနေဆိုရင်တေချာဒါတခုရှိတာကကြတော့ဆရာမတို့သူ့မှာဒီသူများတွေထဟော်မုန်းတွေအားတွေလျှော့နေနေတာ เนาะဒါကူမှသွားပြီးတော့ဆီယမတို့ကဒီပေါ့ကိုယ့်ရဲ့အမျိုးသမီးကိုကိုကဖြစ်စေခြင်းဇောလေးနဲ့ကိုကသွားပြီးတော့တပွဲတို့ဆိုတဲ့အရာတွေကိုသွားပြီးမမိဝဲလိုက်နဲ့เนาะပိုဆိုးတဲ့ဆိုသွားလိုက်မယ်သူတို့ကခဏတာပဲကိုတို့เนาะခဏတာပဲဒါပေမဲ့ဆိုးကျိုးလည်းရှိတယ်မနေ့မနေ့အရာထိုင်ခေါင်းနေကြိုက်လာတယ်ပြတော့လို့ရှိရင်နှလုံးနေအရင်ခုန်လာတယ်ဘိုက်တီအောင်နေပြုတ်ချင်အန်ဂျင်တလူကြီးဖြစ်လာလူနှုံနှုံကြီးဖြစ်လာတယ်အဲဒါမျိုးတွေမှီဝဲမဲ့အစားငွေကုန်ပြီးတော့ဒါမျိုးတွေကို အမြဲတမ်းသုံးနေမယ်စာကိုယ်တွက်ခန္ဓာကိုယ်မှာเนาะခန္ဓာကိုယ်မှာအားတွေလည်းပြည်လာမယ်ဆရာမပြောသလိုเนาะဆွမ်းအားတွေပြည်လာမယ်ခုံမုံးတွေညီးမြလာမယ်စီလန်းချောင်းတွေလည်းကောင်းမယ်အမျိုးသားတွေရဲ့အသက်ကစီးပဲเนาะအဲ့တော့စီလန်းချောင်းတွေပြန်ကောင်းလာမယ်ခုံမုံးတွေနှစ်ဆတိုးမယ်ဆွမ်းဆောင်ရည်အားနှစ်ဆတိုးဖို့အတွက်ဆိုလို့ရှိရင်ဆရာမတို့ကြာမယ်မာမယ်အတွက် ပေါ့နော်ကြာဖို့မာဖို့ပြီးရင်တောင့်တင်းမှုအတွက်ဆိုလို့ရှိရင်ဆံမတို့စိုးချိုးကင်းနေအသက်80ဒီမိဝဲသွားလို့ရတယ်เนาะစိုးချိုးကင်းကင်းနဲ့အသက်80ဒီမိဝဲသွားလို့ရတယ်တက်လုံအောက်ကိုလည်းပို့ပြီးကျန်းမာစီတယ် ယောဂအခန်းစီးကျူသွေးတို့နှလုံးကြောက်ကဒီလိုယောဂအခန်းနေရှိနေရင်တော့မှမှီဝဲလို့ရတဲ့ဂျိုလီယမ်လေးကိုတညကိုတလုံးပုံမှန်မှီဝဲကြည့်ပါကိုလို့နော်ဆရာမဒီအပူမပြောဘူးတလားဆိုရင်ဂျိုလီယမ်မှီဝဲတဲ့သူတယောက်နဲ့မမှီဝဲခင်ကနဲ့တခြားစီဖြစ်သွားလိမ့်မယ်ခန္ဓာကိုယ်ပိုင်းဆိုင်ရာအစားလေးအရင်ကလေးလေးလန်လန်ပုံစံခံစားနေရဒါမဲ့ဒီဂျိုလီယမ်လေးကိုမှီဝဲလိုက်တဲ့အခါမှာကိုလို့ပော့ပါပြီးတော့လန်းဆန်းလာလိမ့်မယ်နော်ဒါမပြောမရှိနဲ့ဒါဂျူလီယန်တောက်ဖူးသူတိုင်းတည်တယ် နော်ဆ ्याम မတည်ရတည်လာတာဆ ्याम မတို့၃နှစ်ပြည့်တော်မယ်ပေါ့နော်ဒီအတွက်ကြောင့်မို့လို့အကိုတို့လက်ထဲကိုထည့်ပေးရခြင်းဖြစ်တယ်နော်အဲ့ဒါကြောင့်မို့လိုချင်တဲ့လိုအပ်တဲ့အကို